ကဲအားလုံးမင်္ဂလာပါမျိုးမျိုးတွေမနက်ဖြန်မှာ UFC ပွဲရှိတယ်ဗျာပွဲက main card ထက်ကျွန်တော်တို့အဲအဲဒုတိယပေါ့နော် second main အဲ co main ပေါ့နော် co main ကိုပို့ပြီးတော့ co main ကပို့ပြီးစိတ်ဝင်စားတဲ့ကောင်းလိမ့်မယ်ဗျာဒီကောင်းလိမ့်မသွားခင်ပြီးခဲ့တဲ့တစ်ပတ်က Ian Gary နဲ့ Carlos Prates ဒီပွဲအကြောင်းပြောအောင်ဗျာအမ်ဂါ อิครามကน็อกน็อกเอาท์နဲ့နိုင်ွားတယ်ဒီပွဲက Randy Brown နဲ့น็อกเอาท์ပဲ Randy Brown น็อกเอาท์ကကောင်းတော့ Fight of the Night ပဲရပါတယ်။ဟောဒီပွဲကဂျန်ကြည့်ရတယ်။ Michelle Pereira ကကောင်းတဲ့ decision နဲ့နိုင်တော့တာ။ तू ကလူကောင်းကြီးပဲကြည့်တာ तू ဟိုဟိုဘာလဲကာဒီယိုကမကောင်းအဲ့တော့ခဏချင်းနဲ့တက်လုံးကြာဒီပွဲကလည်းဒီလိုပဲကြမ်းတယ်ဒါပေမဲ့ဟိုနာနာလို့လို့ပါလို့နဲ့သူလည်း decision ပဲ the odd dine နိုင်ပါတော့ဗောနော်အဲဒီကောင်းကြတော့ထင်းတဲ့အတိုင်းဗောနော် Anthony Smith ကပြီးပြီဗျသူကဒီ round 1မှာတယ်ဟိုကောင်ကတယောက်ကကျွေးလိုက်တာကွဲပြဲပြီးတော့တော်တော်ကြီးကွဲပြဲသွားတာမနိုင်ဘူးဗောနော်ခဏလေးပဲပြီးသွားဟောတော့ဒီကောင်းကြီးကအကြီးပဲသူကလူကောင်းကြီးက heavy Smith ကတော့နားသွားပြီဗောနားသွားပြီလို့ပြောတာဗောလေသူကသူကရွာလဲနေတယ်သူ့ရဲ့အဖေလို့ အဖေ father figure ပေါ့နော်အဖေလိုချစ်ရတဲ့နီးပြချုပ်ကတေဝတေဝရလား suicide လုပ်သွားလားမသိဘူးဗျာအဲ့မှာအဲ့နောက်ပိုင်းမှာတော်တော်ရွာလေသွားတာအဲ့စိတ်ပိုင်းဆိုင်ရာစိတ်တက်ကြနေပါတော့โอเคဒီပွဲဒီပွဲတော့ကောင်းတယ်ဗျာဒီပွဲကောင်းတယ်ဆိုတာသူက Carlos Prates ကဟိုနပန်း striking တမနပန်းမကောင်းဒီကောင်းကြတော့နပန်းဒါပေမဲ့သူက UFC မှာရှုံးပွဲမရှိ Carlos Prates ကအဲ့တော့ EM မချတော့ Gary က 4G ခွဲလောက်ထိကိုသူကနှပန်းနဲ့သူကောင်းကောင်းတိတ်သွားတယ်အဲ့တော့ဒီကောင်းလဲတော်တော်ရွာလဲသွားတယ်ဒါပေမဲ့ပြဿနာက 4G ခွဲနောက်ဆုံးကြံခဲ့တဲ့1မိနစ်2မိနစ်လောက်မှာသူက EM Gary က Carlos Prates ကိုတွားပြီးတော့လှဲလိုက်တာအမကန်ဆိုးကျင်တော့သူကအောက်ကိုရောက်သွားတယ်အကူရတော့ဟိုကောင်နေပြီးတော့အသက်ကုန်ကျွေးတယ်နောက်ဆုံး last minute မှာ knock out ဖြစ်မလို့လောက်နီးပါးအထိပဲ ဒါပေမဲ့ तू ကလည်းအားကုန်နေပြီဟိုကောင်ကလည်းနဗန်းတတ်ထားတော့အားကုန်နေတာနဲ့ finish မဖြစ်လိုက်တော့ဘောနော်ဒီမှာဆိုရင်အာ strike ကဒီကောင်တာတယ်မ take down ဆိုရင်အာ4 out of 12 19ဒါ16ကောက်ကြိုးစားတာမှာ၄ကောက်တော့ရတယ်အဲ့လိုမျိုးတာရပါဘောလေ၄ကြီးကွဲတော့တာရပါဘောဒီမှာနည်းနည်းပြရင်အဲ့လိုမျိုးဘောဒါဒီကောင်ဒီ Carlos Brothers ကိုတွားလှဲလိုက်တဲ့အချိန်မှာ तू ကအောက်ရောက်သွားတာအဲ့မှာဟိုကောင်က အကောင်အမုံကျွေးမလို့ဖြစ်သွားတယ်တော် last minute လူအကောင်လောပြောနေတာတော့ချင်းနေဆိုးတယ်ဘာတော့ချင်းနေဆိုးတယ်ဒါမဲ့လေ overall ကြတော့သူနိုင်တာပေါ့နော်သူနိုင်မှာတော့ပြောလဲဆိုတော့တခုဟိုနောက်တစ်ပတ်လာမဲ့ဟိုနောက်တစ်ပတ်မှာဗာပွဲရှိနော်ဒီဒီပတ်ဒီပွဲပေါ့နော်ဒီကောင်အဲဘလာမိုဟာမက်နဲ့ဒဲလာမန်ဒလဲနာနဲ့ အဲ့ပွဲမှာသူကအရင် backup fighter လုတ်ချင်တယ်ဆိုပြီးတော့ပြောတယ်။ကောင်းနောက်တစ်ပတ်ပေါင်း190လမ်းနေဟုတ်မဟုတ်တော့မသိပါဘူး။ဘယ်ကောင်း Okay ဒီတစ်ပတ်ကဒီကောင်ရှိတယ်ဗျ။နောက်ကတော့အရင်ပွဲအကြောင်းပြောရဒီတစ်ပတ်ကခေါင်ပွဲတဲ့ဒီဒူးခေါင်ပွဲကပိုကောင်းမယ်ထင်တယ်။ main ခါကိုကြည့်အောင်အာအာ ပရီလင်းကမိမာရမီရှာတိတ်ကခြားတော့ရဲ့နော်မီရှာတိတ်ဆိုရင်တော့ရွန်ဒါရောဇီနဲ့ခစ်ပြိုင်ခစ်ပြိုင်မှာရွန်ဒါရောဇီကိုအဲပရီချာစ်ဒေါ်တာအိုင်ဒီယာတော့မိပါတယ်သူကနေသူကနေကြိတ်လိုက်လဲသူကနေကြိတ်လိုက်တော့ရွန်ဒါရောဇီကရှုံးပြီးတော့အပရီချာစ်ဒေါ်တာကိုရှုံးတော့တော့ဗောလေအကောင်အိုတယောက်ကချန်ပီယံဖြစ်သွားတော့ချန်ပီယံဖြစ်ပြီးတော့အဲချန်ပီယံမီရှာတိတ်ကလည်းချုပ်လိုက်တော့အဲတယောက်ကလည်းရှုံးတော့ အဲ့တယောက်ကလည်းရှုံးတော့တော့နောက်တော့သူ့ကိုသူကပြန်ကြိတ်လိုက်လဲဆိုတော့နောက်တဲ့တက်လာတဲ့အမန်ဒါနူနက်စ်ကကြိတ်လိုက်တော့အမပွဲတွေကပြီးသွားနောက်ဆုံးကျတော့အမန်ဒါနူနက်စ်ကတောက်လျှောက်မရှုံးပေါ့နောက်ဆုံးကျတော့ဂျူလီယန်ကဖန်ညာနဲ့တွေ့တော့မှရှုံးတယ်ဒါနဲ့လည်းဂျူလီယန်ကဖန်ညာကိုပြန်နိုင်မှလည်းပြန်နိုင်ပြီးတော့သူက retire ယူသွားပြီပေါ့နော်အခုတော့ဂျူလီယန်ကဖန်ညာတော့ပေါ့ဘန်တမ်မွေးတော့125 135ထင်တယ်အဲ့မှာထိုးကြတာမိန်ကလေးတွေဆိုတော့ဒီလောက်အကောင်မကြီးတာ ဒီတယောက်တော့တည်တယ်ဂျန်နဲ့ဒူတီကတော့ဒူတီမှမတည်ဘူးကိုရီဖန်လေးမောင်မောင်ဖန်လေးမပါတယ် Okay main card ကိုတော့ရင် main main card ကဒီကောင်းပါဟုတ်တယ် main card မှာ Jeremy Steven ကိုရကြပြီဗျတည်တယ်မလားဟို Conor McGregor လေ who the fuck is this ray hale အဲ့အဲ့ကအဲ့ကအပွဲမှာ Mason Jones Mason Jones က record ကတော့မဆိုးရယ် Jeremy Stevian ဟိုတထောင်တွေပဲကောင်းတယ်လက်သီးတွေပဲပြင်းတယ်ဒါပေမဲ့ तू ကနိုင်လဲရှုံးလဲနိုင်လဲရှုံးလဲပဲဆိုတော့တက်ဘလောက်ရှိမလဲဆရာလေးကဝင်းစားဒီဘွဲတော့ jam တယ်ချကြမှာဒီကောင်ကျ minus 575တောင်းတယ် odd ကဒီကောင်နိုင်မယ်လို့တွက်ကြပြောတော့ဘယ်သူနိုင်မလဲတော့ဒီကောင်လေးနှစ်ကောင်တော့မသိ van tan weight ဆိုတော့အသေးလေးတွေပဲ ဟော light weight ကဟောဒီကော light weight တက်ထိုးနေပြီပဲ Jeremy Steven ပုံမှန်145ပေါင်မှာထိုးတာတော့တက်ကြီးလာတော့ weight ချတာခက်သွားလို့ထင်တယ်လူကောင်းသိမကြည့်ဘူးငါးပဲရှိ169 wow ငောင်းရဘန်တမ်ဝိတ်ဆို135 145ဟုတ်တယ်145ပေါင် ီကောင်လေးကဒီကောင်လေးကဘန်တမ်ဝေးဒီကောင်လေးလည်းအသေးပဲ145စကူနော်ဒီကောင်က undefeated ဗျ Daniel Marcos နိုင်ငံ Peru ကကော US ကအော်လက်ကြီးအရှိလားကွန်ဆန်တော့ဟုတ်ပါကြရငါဘီဆယ်လမ်အော်ရက်ကောကွာသေးတာရငါဘီဆယ်လမ်မှာ145ပုံမှာလာထိုးတော့တော်တော်ကြီးတော့ကြီးစရာကောင်း ။အော်ဒီကောင်ကျန်းသူ့ odd ကဒီကောင်တာတယ်တဲ့။ကြည့်ကျင်တော့ဒီကောင်ကြည့်ပါသူကသူကဘာတွေလဲမသိချင်အောင်နော်။ရှစ်ပွဲနောက်ကငါးပွဲတောက်ချောင်းနိုင်တာလေ။ခုနှစ်ပွဲက first round finishes ။ဟိုကခေတူမဟုတ်နော်။သူကလည်းခေတူမဟုတ်။ဟော Daniel Marcos ကြတော့ရှစ်ပွဲနောက်ရှစ်ပွဲနောက်က3ပွဲ first finishes ။ ဟောနော့ခေါက်တမှာဗောစထရိုက်ကစ်တမှာဝယန်နက်စ်ပေါ်နေလာယန်နက်စ်ကတော့ ranking ရှိတယ်ကောင်းထင်တယ်ဒီလားအီဒရီယန်ယန်နက်စ်ကဟုတ်တယ်ဒါပေမဲ့သူတို့ကလည်းတဖြည်းဖြည်းနောက်လူတက်လာတော့မနိုင်တော့တာဗောနော်ဒီပွဲလေးကောင်းမယ်မိတ်ခါလေးတော့ကြည့်ကြနော်မီရှာတိတ်ပွဲကြည့်ကြ အာနောက်ပဲတော့ဆန်တီယာဂိုဘောဇီဘောဇီနီဘီယိုနဲ့ဒန်နီယယ်ရိုဒရီဂိုဒန်နီယယ်ရိုဒရီဂိုဆာကြပြီ190မှာဟောဖုံးနိုင်ကွမ်းနဲ့ချနေတဲ့ကောင်ကြီးကိုယ်လည်းကျမ်းပါပဲဟော185 190ထင်တော့ဒီကောင် ်ဒါ guest talent လို့နဲ့ခြားတယ်ဒါဒီမှာ Ian Gary တို့နဲ့190မှာထိုးတယ်ဟောလေပေါ်တက်မှာတကောင်190ပဲဟောပေါ်တက်လည်းအောင်စင်းလိုက်ထိုးနေကြတာဒီနာမည်ကတော့ကြားဘူးတယ်ဒီကောင်တော့သိချာမကြည့်ဘူး Santiago ကိုဒီကောင်လည်း knockout တမှာပဲထင်တယ်ငါးပွဲနိုင်ထားတာလက်ကဲလေးဟော Kevin Holland တော့ရှုံးတယ်ဟောလေးဟာတာဒါပေမဲ့သူက odd များတယ်နော်ဒီလား တရား20နှစ်အာဒီပွဲကအဲ့တခေါင်းပွဲရင်ပြောနော်ခေါင်းပွဲက Gory Sanhagen က तू ကကပတ်တစ်ခါတစ်ခါလုဘူးလေဒီကောင်ကကြတော့ तू ကဘယ်သူတွေနဲ့ထိုးဘူးလဲဆိုတော့အာမီရမ်နဲ့ထိုးဘူးလေရှုံးနေဒါ raw form ပြ raw form ကလည်း you know champion လုဘူးလေနောက် Brandon Vera Brandon Vera နိုင်တာတော့တော်တော်အသိပြကောင်းတယ် နောက်တစ်ခါကျတော့ဒီအာပီယိုတာယန်ပေါ့ယန်ကိုရှုံးတာကျတော့ယန်ကအဲ့တော့တော်တော်ကောင်းသေးတာပေါ့နော်2021ဆိုတော့အခုတော့ယန်လည်းကြလိုက်ပီယိုတာယန်ဒီလာရှော့ဟာ DJ ဒီလာရှော့အရင်ကချန်ပီယံဟောင်းမြာဒါပေမဲ့ပြဿနာကသူကစီးတုံးတော့နော်စီးမွေးစီးမပေါ့ပီးဒီပေါ့ performance enhancement drugs တုံးတော့သူကဒီ335 335 145မှာထိုးတင်းတဲ့ဟာကို135မှာသွားထိုး125မှာထိုးအဲ့လိုလေးလုပ်တာအဲ့တော့ဈေးတုံးပြီးတော့ဝေးချတော့နောက်ဆုံးကြတော့ခဏခဏကဘက်ကပြုတ်လိုက်လူကဟိုကဖြစ်လိုက်လဲအဲ့လိုဖြစ်တာကိုရီဆန်နီရန်ကတော့ကောင်းတယ်သူ့ကိုတော့ကြည့်ဘူးတယ်ဒီကောင်ကငကြံသူက135ပေါင်မှာချန်ပီယံကနေပြီးတော့အဲမရဲနိုနဲ့၄ခါလောက်ထိုးတယ်ထင်တယ် ပြီးတော့တရားအတန်တက်လာတော့ဗောနော်အတန်တက်လာဆိုဝေတန်တက်လာတော့တော်ဒီမှာ Brandon Moreno နဲ့အာသူသူနိုင်လဲကိုနိုင်လဲသူနိုင်လဲကိုနိုင်လဲတော်တော်ထိုးကြလေးကတော့ထိုးရတယ်ဟုတ်တယ်လားဒီကောင်းကြီးပဲထိုးတယ်အဲ့ဟိုနေပဲလေးကတော့ထိုးတယ်ဒါဆိုကြတော့ weight တဘွဲကသူရှုံးနေဘွဲကသူ weight cut မှာ꽌တက်သွားတာ꽌တက်သွားတော့အဲအတန်တက်ပြီးတော့135ပေါင်းနဲ့135ပေါင်းမှာတက်ထိုးတာနောက်ဆုံးကြတော့ 145ဘောင်းကအကောင်လေးနဲ့ထိုးတဲ့အဆင့်ရောက်သွားတော့သူအကောင်လေးကြီးတာနော်ကိုဒီကိုဒီကိုဒီကာဘရန်ကိုဒီကာဘရန်ကတော့အဲ DJ Dealer Show စီးတုံးပြီးတော့နှိမ့်ဆက်တဲ့အထက်မှာပါသွားတော့ဗောနော်တနာပါအရင်ကချန်ပီယံပီယိုတာယန်ဒီဘွယ်တော့မကြည့်ဘူးဒီဘွယ်အရင်မနစ်ကဒီဘွယ်ခေါင်းဘွယ်ကောင်းမယ်ကောင်းမယ်ဆိုချကြမှာဗောနော်ဟိုနေ့အမုန်းကြိတ်တဲ့ကောင်းလေဆိုတော့ ူကအင်္ဂလိပ်လိုဘိုလိုတော့အောင်တော့ he is he is one mean motherfucker ဘောလေ Okay ဒူးခေါင်ွယ်ကြအောင်ကိုမင်းကိုမင်းကကျွန်တော်တို့ဒီလူကိုရင်းနှီးပြတာဟုတ်တယ်မလား Rainier D Rider Rainier D Rider က UFC မှာအာ၃ပွဲလားမသိဘူးနိုင်ထားတယ်ဗျအာ၂ပွဲ Mia Chen နဲ့ Kevin Holland နိုင်ထားတယ်၂ပွဲလုံး submission နဲ့185ပေါ့မှာ ကေဗင်ဟော်လန်ကတော့ big name ပေါ့နော်ကေဗင်ဟော်လန်က185ပေါ်မှာထိုးလိုက်190မှာထိုးလိုက်ပေါ့သူ့ကိုချုပ်ပလိုက်တော့ပထမချီမာတဲ့နိုင်ဝါရာအဲ့တော့ तू ကတော့အားလုံးသိတဲ့အတိုင်းပဲ Jiu Jitsu အင်မတန်ကောင်းတယ်လို့ပေါ့နော်လက်ကလည်းရှည်တော့သူ့ကိုဘိုးနီကောဘိုးနီကောက UFC မမဝင်ခင်တည်းက तू က UFC မှာ champion ဖြစ်မယ်ဆိုပြီးတော့နာမည်ကြီးနေတဲ့သူပေါ့နော်ဘာလို့သူ့ရဲ့ background ကနဘန်းပေါ့နော် तू ကအဲ့ wrestling base အရင်ကောင်းတော့အဲ့မှာ तू က UFC မှာရှုံးမဲမရှိဘူး UFC မှာလည်းမကောက် तू ကတခြားနေရာမှာလည်းရှုံးမဲမရှိအားလုံးမှာခုနှစ်ပွဲပဲရှိသေးတယ်ဒါပေမဲ့ तू ရဲ့ wrestling background ကောင်းတော့ तू က submission နဲ့ knockout တွေ submission နဲ့နောက်ဆုံးအဲ Paul Craig နဲ့ Paul Craig နဲ့မှာနည်းနည်းရုံးอ่ะ Paul Craig ကဒီကောင်185ပါဖြစ်ရတာဟုတ်တယ် ball creek က295ပေါ်မှာထိုးလိုက်185ပေါ်မှာထိုးလိုက်အဲ့လိုမျိုး ဲ့တော့ light heavy decision အဲ့ကော water လည်းအောင်စင်းလိုက်လုံနေတယ်ကဘောခရိတ်ကတကယ်တော့ဘောခရိတ်က ranking ရှိတယ်သူဗျအဲ့ဘောခရိတ်နဲ့ထိုးကတော့အဲ့မှာဒီကောင်တခြားကောင်တွေဆို submission တွေတော့ knock out တွေနဲ့နိုင်နေတာနေအဲ့မှာ decision ဖြစ်သွားတယ်တော်တော်ကြီးကလဲသွားတယ်အဲ့တော့သူကအာဒီကောင်က champion ဖြစ်မယ်လို့မှန်းထားပြီမယ်လေဖြစ်ကောဖြစ်မှာလားဗောနော်အဲ့တော့အစ်စ်ရောက်လာတဲ့ကျွန်တော်တို့ဟိုအောင်လောက်နှစ်ခါနိုင်ထားတယ်ဗောလေဒီရီတာနဲ့ တွဲပေးလိုက်တာပေါ့တော့ odd ကကြည့်ရင်တော့ဒီ USC ဘက်ကတာတော့ပေါ့လေ -325 ဟောကြတော့ +260 တော့ကျွန်တော်သာဆိုရင်လောင်းလို့ရရယ်ဆိုရင်တော့ဒီ radar ဘက်ကလောင်းမယ်ဗျာပတ်စံ20 30လောက်မရရင်ရှေ့ရမယ်เนาะ so ဟော6ပေ4ဒီကောင်လေးဘွေးကကြည့်တယ်သူကဝိတ်တင်ထားတာပေါ့နော်98 51မကွာဘူး တိတ်မကောလက်တွေ6တော့တွေအရှိတွေအရက်တွေအရှိကြီးတွေနော်6ပြီ4နော်6ပြီ1တက်တယ်ဘလောက်သူကတော့သူလည်းတက်တက်ပမာချင်းမတက်နော်တော့တက်ပါတယ်အဲ့တော့အဲ record reach country highway reach leverage ဟာအသက်ဖြုတ်ထားတယ်တွေ့တော့ win by grappling odds ဟုတ်တယ် odds ကတော့ဒီကောင်တာတယ်ဘိုးနစ်ကောင်တာတယ်ပေါ့နော် grappling ကလည်းဟောတော့ take down ကဒီကောင်ပိုတာတယ်လား take down accuracy ကြတော့ကောင် wrestling base ဆိုတော့ take down defense ကတော့100%နဲ့သူ့ဘယ်သူမှလဲလို့မရဘူးကျန်းကျန်နော်သူ့ကြတော့ဘယ်သူမှလည်းမလဲဘူးသေးပေါ့နော်ဒီဘွဲကောင်းမယ်ပဲကောင်းတယ်ဒါပေမဲ့တို့က wrestling သမားတွေဆိုတော့နှစ်ကောင်လုံး wrestling မလုပ်ဘဲနဲ့လက်ဝဲလက်သီးပဲထိုးကြရင်တော့ရီရောက်မယ်အဲကြောင့်ဆင်းရဲဆရာကြီးဖြစ်သွားမယ် ဟိုနေ 3G ဖြစ်မလား 5G ဖြစ်မလားမသိဘူးဗျာနော်ဒီမှာပါ rank 4 and 5နဲ့ခြားကြအောင်အားဒီကောင် mirab mirab ရဲ့သူတို့ bantamweight champion မှာ mirab တင် mirab ကတော့ machine ပေါ့နော်ဟုတ်ကဲ့ဗျာဒါမနေ့ပြန်ပွဲပဲ9နိုင်စဒါကတော့ single ချင်း9နိုင်ဆိုတော့ဗမာလိုကတော့ဆုံးပါပေါ့နော်ငါးခွဲငါးခွဲတော့ဘူးမှထားကြည့်မှာမဟုတ်ဒါကြောင့်ဒီမှာ10နိုင် ဆယ်လိုက်ဆုံးပမာလို့ဆိုရင်တော့ရှစ်ခွဲပေါ့ရှစ်ခွဲကိုဝင်ကားလေးပဲဆန်တဲ့ဖိလေးပဲတောက်ပြီးတော့ကြည့်လို့ရနောက်လာမဲ့ပွဲကောင်းမယ်ဒီပွဲဒီပွဲကောင်းဒါဘလာနဲ့ check della mandelena နဲ့ဘလာပဲဟုတ်လားလာပဲ odds ဒါကြတော့ဒီပွဲပြီးမှနောက်ပွဲနောက်ထပ်ပွားရပါလေကဲ အားလုံးပဲကျေးဇူးများတင်ပါတယ်ခုဒီပြီးအောင်ပွားတော်ဆောင်းပြီးတော့ကြည်ပေးတဲ့အတွက် like and share လေးတွေနဲ့မဆပ်ပါခင်ဗျာနောက် subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပေးပါအားလုံးကျမချမ်းသာကြပါစေ stay safe thank you bye bye တဒါ